တာရတဲ့နေ့ဖြစ်ကြပါစေလို့အားလုံးကိုနေဦးမင်း channel ကနေမှထွန်ပြလေးပြီးကြိုဆိုပါရစေ။ဒီနေ့ကတော့ပထမအဦးဆုံးအနေနဲ့သတင်းအတော်လေးတွေနဲ့အရင်သွားချင်တယ်။ဆိုတော့သတင်းအတော်လေးထဲမှာမနေ့ကပြောသွားတဲ့စစ်တုံးပန်းနဲ့အတူဘမောက်အကြောင်းကိုအရင်ပြောချင်တယ်။အင်ဒိုကဖန်ထားတဲ့စစ်တုံးပန်းတွေကိုအင်ဒိုမှာထားတာမဟုတ်ဘဲနဲ့ ပင်လယ်ဘိုးမှာထားတာဆိုတော့ပင်လယ်ဘိုးမှာသူတို့ကိုချုပ်နှောင်ထားတယ် PDF 3ယောက်ကတော့စောင့်နေတယ်ဆိုတော့ PDF 3ယောက်ကဘာလုပ်နေတယ်လဲဆိုတော့မသိဘူးစစ်တုံးပန်ခွေးစတုံးကောင်ကတော့ PDF 3ယောက်ကနေမှလက်နက်တွေလုပြီးမှအော်တိုဘာလ15ရက်နေ့မှာထွက်ပြေးသွားတယ် သူတို့ထွက်ပြေးသွားတဲ့အခါမှာသူတို့ကိုစောင့်နေတဲ့ PDF သုံးယောက်စီကလက်နက်တီးလူယူသွားတယ်ဆိုတာကိုလည်းသိရတယ်။ငါးကောင်ဖမ်းမိပြီးကျန်တဲ့ဥစ္စာကိုဆက်လက်ပြီးတော့ရှာနေတယ်ဆိုတဲ့အကြောင်းကိုပြောပြချင်တယ်။ပြီးနောက်တစ်ခု update အနေနဲ့ပြောပြချင်တာကတော့မနေ့ကဗတ်မောက်ကိုစစ်ခွေးတွေဘက်ကနေမှမီးရှို့လိုက်တယ်လို့ကျွန်မပြောခဲ့တယ်။ဆိုတော့အခုကတော့ကျွန်မဗီဒီယိုတော်တော်လေးကိုအရင်ပြချင်တယ်။နားထောင်ကြည့်ရအောင်နော်။အိုက်ကွာ။လုံးလုံးကဘယ်ကအများကြီးပဲ။ တို့လုံးမကဘူးအများကြီးဖြစ်နေတာမီးရှို့နေတာညို့မီးရှို့ညို့မီးရှို့လာတာမသိဘူးမီးရှို့လာပဲနေမှာနည်းနည်းအလုံးမီးမဟုတ်ဘူးသားရွေးတန်းလုံးမိုက်ကိုအဲ့ဒီပြီးတော့ဟာတော့ပိုရှို့လန်းနေတာပိုရှို့လန်းကတက်တက်ပဲပိုရှို့လန်းပိုရှို့လန်းပေးနာဟာအကုန်ရှို့တာပဲမီးရှို့ပြီးပြီးလို့မကောင်းသေးလားအဲ့ဘာချင်းရောလို့မလို့မာတာစစ်ကိုစစ်နေကြုံတိုက်ရောင်းနေတယ်အတက်ကရှူရတယ်ကျွန်တော်တို့ဖွဲ့ရရှူရလို့လို့မှတော့ဟိုအဆန်ဒီလမ်းရနေစတင်တော့ အဲ့ဒါကြတော့တင်ရမယ်ဘာပဲလဲပြောပြီးတော့မှနော်ညောင်းနေဆုတ်ဖောက်ဖို့ပြင်ဆင်တဲ့အချိန်မှာမြို့ကိုဖြက်စီးမိရှုနေပါပြီဆိုတဲ့ဆာသားမျိုးရေးပြီးတော့ကိုယ်ကလုံမှုရအောင်တင်ရမယ်တကယ်နဲ့လုံနေရတယ်ဒီမှာကျုံလေးကွာကြောက်ရမရှိကွာအခွာအများကြီးမိရကူးမှမိရကူးမှတွေ့တယ်ဆက်ကူးမှကူးမှဟုတ်တယ် SNA ဒီကိုစခန်းကိုပြန်ထုလာတော့လုံပါတယ်ကွာကိုစခန်းကိုကြောက်အောင်ထုနေတယ်စကေးကတော့ကြိုက်တယ်ကြိုက်တယ်ကြိုက်တယ်အပြင်ငါတို့ကောင်တွေကိုမိရှုတဲ့တွေပါလေလာအောင်ပါ တို့ကောင်ဟဲ့အောင်ဒီဘက်ဖဲလောင်လေးတာအားလုံးမင်းတို့ကျူတဲ့အကြီးတွေကတော့ဒီဘက်မလောင်သေးဘူးဒီတန်းကြံနေတဲ့၃ဝိန်၃ဝိန်တင်းနေ၃၃ဝိန်ကြံနေတဲ့လို့ဝုံလို့နောက်တလုံးလောက်ကြာရင်တော့တော်ပြီမင်းတို့အိမ်ကတော့နေစားထိုင်စားတောင်ရှိမှမဟုတ်ဘူးကိုယ်စခန်းကိုပြန်ပြည့်တဲ့စကေးကတော့လွန်ပါတယ်ကွာမင်းတို့ဟာကြီးအောင်မဟုတ်တော့ဘူးမဟုတ်တော့ဘူး အခုဒီဗီဒီယိုထဲမှာတော့မီးခိုးတွေအများကြီးထွက်တဲ့အတွက်ကြောင့်မီးခိုးကိုပိတ်ပြီးမှပြတာဖြစ်တယ်။ SNA ခွေးတွေဘက်ကနေမှဗမောက်မီးမြို့ကိုမီးရှို့တယ်။ပြီးတော့သူတို့နေတဲ့ခွေးစခန်းတွေကိုလည်း drone နဲ့ပစ်ချမှုကြောင့်မီးလောင်သွားတယ်ဆိုတော့ကိုအခုကျမတို့အားလုံးကြားရပြီးတာဖြစ်တယ်။ဆိုတော့ခွေးတွေကြည်ထားပြီးသူတွေရဲ့နေအိမ်ကိုမီးရှို့တာက ခွေးပဲရှိတယ်။ ဘယ်လူမှမရှုပ်ဘူးဆိုတာကိုနင်တို့မြင်မြင်မှတ်ထားပါကျွန်တော်ကဒီလိုမျိုးအထောက်အထားတွေအသေးစိတ်နဲ့ကျွန်တော်ပြနေတယ်နင်တို့ခွေးတွေကျွန်တော်တော်လာရဲတွေကိုဆွဆွဲတိုင်းဆွဆွဲတိုင်းဒီလိုမျိုးအထောက်အထားနဲ့ဆွဆွဲပါလို့ပဲပြောချင်တယ်နော်ပြီးလို့ရှိရင်ကျွန်တော်နောက်တစ်ခုသတိပေးချင်တာကတော့အထူးသဖြင့် KIAD ထိမ့်ချုပ်ထားတဲ့နေမြန်မာနေထိုင်တော့ပြည်သူလူထုတွေကိုသတိပေးချင်တာကအခုစစ်ခွေးတွေက KIAD ထိမ့်ချုပ်ထားတဲ့နေမြန်မာထဲမှာ နေ့စဉ်နဲ့အမျှဘုံကျဲတိုက်ခိုက်နေတယ်။ဒါကြောင့်ပြည်သူလူထုတွေအထူးသဖြင့်ဒရိပြူကြပါ။ကချင်ပြည်နယ်တာမကပဲနဲ့မြန်မာတပြည်လုံးမှာနေထိုင်တော့ပြည်သူလူထုတွေကိုလည်းပဲပြောချင်တာကစစ်ခွေးတွေရဲ့လေရင်ကိုဒရိထားကြပါ။လူစုဝေချင်းပွဲတပင်ပြုလုပ်ခြင်းကိုချောင်ကျင်ကြပါလို့ပြောချင်တယ်နော်။ဆိုတော့မနေ့ကခွေးတွေကခွေယူပြန်တဲ့အခါမှာကျောရုတ် KIAD ထိမ့်ချုပ်ထားတဲ့နေမြေ၃နေရာမှာဘုံကျဲတိုက်ခိုက်တယ်။နေရာတော့ကျွန်မမပြောတော့ဘူး။၃နေရာမှာဘုံကျဲတယ်။တနေရာမှာက 8ကြိမ်ပုံကျဲတယ်တနေရမှာ6ကြိမ်ပုံကျဲတယ်တနေရမှာကအလုံး30ကြော်ပုံကျဲတိုက်ခိုက်ခဲ့တယ်တရက်ထဲမှာပဲပြီးလို့ရှိရင်ဒီမိုးညင်းဘက်မှာလည်းအလုံး40ကျော်ဘုံကျဲတိုက်ခိုက်ခဲ့တယ်။မနေ့ကမနေ့ဆက်တနားကျော်လောက်မှလည်းရှမ်းမြောက်မှာရှိတဲ့ကျောရုတ် KIA ထိန်းချုပ်ထားတဲ့မဘိန်းမှာလည်းဘုံကျဲတိုက်ခိုက်မှုကိုပြုလုပ်ခဲ့တယ်။ကျောရုတ်တော်လရဲတွေကိုမြေပြင်ကနေမချနိုင်တဲ့အခါမှာခွေးတွေကတရေဘောကြောင်ပြီးမှပြီးသူလူထုတွေကိုတိုက်ခိုက်နေတယ်။ဘုဒ္ဓကို ရေရွယ်ပြီးတော့တိုက်ခိုက်နေတယ်လေဆိုတော့ဒီနေ့ပြည်သူလူထုတွေကိုရေရွယ်ပြီးတော့တိုက်ခိုက်နေတယ်ဆိုတာသိပြီးမှထင်ရှားတယ်။တနေရာထဲမှာပဲဘုံအလုံး40ကျော်ပြစ်တယ်ဆိုတာဟာဘယ်ရေရွယ်ချက်နဲ့ပြစ်ကြတယ်လဲဆိုတော့ခွေးတွေပဲစဉ်းစားကြည့်ကြပါ ပြီးလို့ရှိရင်ခုဘုံဘုံမှာလည်းတိုက်ပွဲတွေအင်မတန်မှပြင်းထန်တယ်စခန်းတိမ့်တာတော့မရှိဘူးအခုဘုံဘုံမှာမိုးရာသီကုန်လာတယ်နဲ့အမြပဲကျွန်တော် KIA နဲ့ပူးပေါင်းတော်လှန်ရေးတွေဟာစခန်းအသေးလေးတွေအကုန်လိုလိုတိမ့်ပိုက်ပြီးတာဖြစ်တယ်အခုကတော့ KIA နဲ့ပူးပေါင်းတော်လှန်ရေးတွေဘက်ကနေမှတော့စခန်းကြီးကိုပဲတိုက်နေတာဖြစ်တဲ့အတွက်ကြောင့်စခန်းကြီးကိုပဲတိုက်ခိုက်နေတဲ့အခါမှာ အခုရှေ့တန်းကဒရေရဆိုလို့ရှင်တော့ခွေးတွေဟာတနေ့ကို လက်နဲ့ကြီးတည်နဲ့ဒရုန်းကိုအခါ900 14ကြိမ်ထက်မနည်းပြစ်ခတ်တယ်လို့သိရတယ်ဆိုတော့914ထက်လို့မပြောနဲ့914ကိုပဲစဉ်းစားရအောင်တနေ့ကို24နာရီရှိတယ်တနေ့ကို1440မိနစ်ရှိတယ်တနေ့ကို24နာရီမှာ914ကြိမ်ပြစ်တယ်ဆိုလို့ရှိရင်လက်နဲ့ကြီးပဲဖြစ်ဖြစ်ဒရုန်းပဲဖြစ်ဖြစ် နမနစ်ကြော်ကြော်မှာတခါပြစ်တယ်လို့ပြောလို့ရတယ်ဆိုတော့1440မိနစ်ကို900နဲ့ဆလေးနဲ့စားလိုက်လို့ရှိရင်နမနစ်ကြော်ကြော်လေးတွားကြတယ်ဆိုတော့စစ်ခွေးတွေကဒီနေ့ဗမော်မှာခွေးတွေကဘလောက်အထိကျွဲတော်တော်လာရဲတွေကို ခွေးကြောက်ကြောက်နေတယ်လေနာမနစ်ကျော်မှတခါလက်နဲ့ကြီးတွေနဲ့ပြစ်ခတ်တယ်ဒါပေမဲ့အခုနေ့တိုင်းညတိုင်းခွေးတွေမตาပေါ်နေတယ်ဆိုတဲ့အကြောင်းကိုပြောပြချင်တယ်ပြီးရင်အခုဒီ white mob ဘက်မှာလည်းစစ်ခွေးတွေဘက်ကနေမှနေ့တိုင်း white traffic လေးရင်းနဲ့ပုံကျဲတိုက်ခတ်နေပါတယ်ဆိုတဲ့အကြောင်းပြောပြချင်တယ် ပြီးရင်နောက်တစ်ခုကတော့အခုဒီဖက်ကတ်မှာတကြောပြန်တိုက်ပွဲဖြစ်လာခဲ့တာကအမေလနောက်ဆုံးပတ်လောက်ကနေမှတိုက်ပွဲဖြစ်ခဲ့တယ်ဆိုတော့မေလကနေမှစက်တင်ဘာလအထိကစစ်ခွေးမပါရဲခွေးမပါဘဲနဲ့ SNA ခွေးတီးတန့်ကြီးပဲအကောင်30ကျော်ကိုဖမ်းထားနိုင်တယ်ဆိုတဲ့အကြောင်းကိုအခုဖက်ကတ်မှာရှိနေတော့တော်လာရဲဒီဘက်ကနေမှ တပ်ပုံနဲ့တကွထုတ်ဖော်လာတယ်ဆိုတော့ကိုပြောပြချင်တယ်ပြီးတော့နောက်တရင်တပုတ်အနေနဲ့ကတော့ဒီနေ့ကျွဲတော့မြန်မာနိုင်ငံမှာ နိုင်ငံသားအနေနဲ့ ရှိနေတဲ့ပြည်သူလူထုတွေအားလုံးကမြန်မာနိုင်ငံဘယ်နေရာမှာမဆိုဥပဒေနဲ့ကင်းလွတ်တဲ့မူရစ်ဆဲဝါးတွေတည်ဆောင်တာတွေကလွဲရင်ဘယ်ပြည်နယ်မဆိုဘယ်တိုင်းမဆိုလွတ်လပ်စွာသွာလာခွင့်ရှိတယ်။ဒါဟာနိုင်ငံသားတယောက်ရဲ့ရပိုင်ခွင့်အခွင့်အရေးဖြစ်တယ်။ 白大爷他们说：“白皮奶妈白皮皮，白大妈白皮皮。六了岁，你谈关系的；六了岁，多少关系的？他们每天呢，开的个八千六的车了。个亲皮奶爷脑扫描，是肝胆啊，问嘛事的？那是奥玛开的耶，是谁给的苦西的？哎，给嘛？俺明朝买半天赶上他了，皮都露土的个，阿土的片，直直的的呢。是谁呢？我的阿爹阿他妈。” တောင်းခံနေတယ်ဆိုတဲ့ဥစ္စာသိရတယ်ပြီးတော့အခုဒီစကိုင်းတိုင်းကမ်ဘလူမြို့မှာရှိတဲ့စပယ်နန်တာဆိုတဲ့စစ်ဆေးရေးစခန်းထဲမှာ ဖြတ်တဲ့လူငယ်လူရွယ်တွေအားလုံးကိုဖမ်းဆီးနေတယ်ဆိုတဲ့အကြောင်းသိရတယ်ဆိုတော့ဒီအော်တိုဘာလ23ရက်နေ့တုန်းကလည်းအဲ့မှာလူလူငယ်ယောက်ျား10ယောက်ကိုဖမ်းတယ်ပြီးတော့အော်တိုဘာလ22ရက်နေ့မှာကမ်ဘလူမှာရှိတဲ့တပ်ရင်းကနေမှာ လူငယ်တွေကိုစစ်မှုထမ်းဘက်ကိုပို့ဖို့ဆိုပြီးမှကားနဲ့ခေါ်ဆောင်လာတဲ့အခါမှာလူငယ်ဆယ်ဦးကတော့ဒီကားပေါ်ကနေခုံထွက်ပြီးတော့ PDF DC ကိုရောက်လာခဲ့တယ်။အခုပကဖကနေမှသူတို့နဲ့သက်ဆိုင်တဲ့မိသားစု DC ကိုပြန်ပေးမှပို့ပေးလိုက်ပြီးဆိုတဲ့ဥစ္စာကိုသိရတယ်။မနေ့သတင်းထဲမှာလည်းကြွပြောခဲ့ပြီးပြီ။အရင်တော့ကဒီစစ်မှုထမ်းအပတ်စဉ်တစ်ကနေ30လောက်အထိဆိုလို့ရှိရင်မြန်မာနိုင်ငံမှာလူငယ်တွေအများများသေးတာဖြစ်တဲ့အတွက်ကြောင့် ကိုကပတ်စံရှိတယ်ဆိုလို့ရှိရင်ပတ်စံနဲ့အလဲဒီကြော်လို့ရတယ်မတော်ချင်ရင်အုတ်ချုပ်ရဲမှုဒီကိုပတ်စံပေးပြီးမှပစက်ပိတ်ပေးနိုင်တယ်ဒါပေမဲ့အခုစစ်မထန်အပတ်စံဆက်ရှိကိုရောက်လာတဲ့အခါမှာကျတော့လူငယ်လေးတွေရှားပါလာတယ်ဆိုတော့လူငယ်လေးတွေ ပတ်ဆံပေးပြီးမှကြော်လို့မရတဲ့အချိန်တွေရောက်လာလိမ့်မယ်ပတ်ဆံနဲ့လို့လို့မရတဲ့အချိန်တွေရောက်လာတဲ့အခါမှာကိုယ့်ရဲ့အသက်တွေကိုပေးရမယ့်အချိန်တွေဖြစ်လာလိမ့်မယ်အဲ့ဒီအချိန်မရောက်ခင်ဒီနေ့နင်တို့ရွေးဖို့ရာအတွက်လိုအပ်လာပြီဆိုတဲ့အကြောင်းပြောချင်တယ်နင်တို့ဘယ်ဘက်ကိုစိတ်ဝင်စားလဲခွေးဘက်ကိုဝင်ချင်တယ်လားဝင်သွားကြပါ ကိစ္စဖြစ်ဘူးဒါမှမဟုတ်ဘူးဆိုလို့ရှိရင်ငိုတို့ကမြန်မာနိုင်ငံကိုစစ်ခွေးကြုံကနေမှလွတ်မြောက်ရမယ်ငိုတို့လူငယ်တွေရဲ့ဘဝကိုငိုတို့ဖန်တီးချင်တယ်လွတ်လပ်မှုကိုလိုချင်တယ်ဆိုလို့ရှိရင်တော့ PDF ဒီစီကိုဝန်ပြီးမှစစ်ခွေးတွေကိုတော်လာမယ့်အချိန်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုပြောပြချင်တယ် နော်ပြေတော့နောက်တရင်တစ်ခုအနေနဲ့ကတော့အခုအာဆီယံမှာမတော်နိုင်ပဲနဲ့ယင်ထုမနာဖြစ်နေတော့ခွေးကိုခွေးတွေအုပ်ချုပ်နေတဲ့ရွေ့အာဆီယံအစည်းအဝေးထဲမှာ မလာဖို့ရတဲ့အာဆီယံကနေမှာအခုအဆုံးဖြတ်ချက်ချလိုက်ပြီဘုံတဘောတူညီချက်၅ချက်ဆိုတာဟာခွေးကြဘူး အာဆီယံကိုတက်တဲ့အချိန်မှာသူ့ကိုယ်တိုင်သဘောတူပြီးတော့စာချုပ်ချုပ်ခဲ့တယ်။ဒါပေမဲ့မြန်မာပြည်ပြန်လာတဲ့အခါမှာကြတော့တိတဲ့အတိုင်းပဲခွေးကျင်ခွေးကြံနဲ့နော်သူများရှေ့မှာတော့တိတ်ဟုတ်တို့လိုလိုသူတို့ကောင်းရောင်ဆောင်ပြီးတော့ ဟုတ်ပါပြီငတို့လက်ခံပါတယ်ငတို့လုပ်ပါမယ်ဆိုပြီးမှသဘောတူညီချက်ကိုလုပ်ခဲ့တယ်ဒါပေမဲ့မြန်မာပြည်ပြန်လာခဲ့တဲ့ချိန်တော့တခုမှမလုပ်ဆောင်ဘူးဒါကြောင့်မို့ဒီအာဆီယံစည်းဝေးထဲမှာ ခွေးတွေကိုဆက်လက်ပြီးတော့ပိတ်ပင်ထားတယ်နောက်တစ်ခုကတော့အာဆီယံနိုင်ငံသားရဲ့ဝန်ကြီးတွေစည်းဝေးတဲ့အစည်းအဝေးတိုင်းမှာလည်းခွေးကိုမဖိတ်ခေါ်ဖို့ရတဲ့သဘောတူညီချက်တွေကိုလုပ်ခဲ့တယ်သိရတယ်ဆိုတော့အခုဒီနေ့ကျွဲတော်တော်လိုင်းရေးတွေကို အတမ်းဖက်လို့ပဲပြောပြောဘုံလို့ပဲခေါ်ခေါ်နီပိန်လို့ပဲခေါ်ခေါ်ဒီနေ့ကဘာကနေမှဘဒုကိုအတမ်းဖက်လို့မြင်တယ်လေဘဒုကိုတဘုံလို့မြင်တယ်လေဆိုတော့အခုနင်းတို့ခွေးတွေတီးပြီနော်နင်းတို့ခွေးတွေကိုတဘုံလို့တတ်မှတ်ထားတယ်နင်းတို့ခွေးတွေကိုအတမ်းဖက်လို့တတ်မှတ်ထားတဲ့အတွက်ကြောင့်လူရှိတဲ့နေရာကိုလုံးဝမလာခိုင်းဘူးဆိုတော့ကိုအခုကဘာကနေမှပြလိုက်ပြီဒါပေမဲ့နင်းတို့ကတော့ခွေးဆိုတော့လေရှက်တတ်မယ်လို့တော့မထင်ပါဘူးနော် ပြီးတော့ကျွန်တော်နောက်သတင်းတစ်ပုတ်အနေနဲ့ကတော့ဗီဒီယိုတော်တော်လေးကိုနားထောင်ကြည့်အောင်နော်1027ရဲ့နှစ်နှစ်ပြည့်တဲ့နေ့မဖြစ်ခဲ့လဲဆိုတော့မြောက်ပိုင်းလက်နက်ကင်၃ဘွဲ့ဟာအုံနေချင်းနဲ့ဒီရှမ်းမြောက်ဒေသတလောက်တိုက်ပွဲတွေပေါ်တယ်ချွေးရွှေဟော်လူနေရာမျိုးစတာတိုက်ပွဲပေါ်ပြီးတော့ကိုကန်လောက်ကင်ကိုတိန်းတယ်စသဖြင့်ပေါ်အဲ့မှာကွန်းလုံးတိုက်တယ်စသဖြင့်အဲ့လိုပတ်လက်တိုက်ရင်းနဲ့နောက်ဆုံးမှာနောင်ချိုထီကိုရောက်လာပြီးတော့30 29စစ်စီရေးဆိုပြီးတော့ဒါနောင်ချိုထီကိုရောက်လာခဲ့ပါတယ်အဲ့တော့အဲ့ဒါကြီးကအခုဒီနေ့ဆိုရင်နှစ်နှစ်ကြာသွားခဲ့ပါပြီနှစ်နှစ်ကြာသွားပြီးတဲ့နောက်ဝန်ကြီးကိုတိုင် ုံကြုံကြီးမရောက်နိုင်နဲ့လာပြီးတော့မြန်မာပြည်မှာလာတွေ့သွားပြီးတော့နောက်မှာ10နှစ်ဆောင်ဆစ်စီရဲ့အချိန်ဟာအချိန်တက်နေလဲဟာပြန်ကြသွားပါတယ်။သို့တော့နှစ်နှစ်ကြာတော့အခါဘာဖြစ်လဲဆိုတော့စစ်အာဏာရှင်ပြုတ်ကျရေးဆိုတဲ့စကားလုံးတွေကတကယ်ပဲမှန်သလားဆိုမေးခွန်းအဖြေကနှစ်နှစ်ကြာတဲ့ခါထွက်လာပါတယ်။ရှင်းရှင်းလေးပါကိုယ်ကလည်းနောက်ပြန်ဆုတ်သွားတယ်။ပလောင်ကလည်းအခုဆိုရင်တဖြည်းဖြည်းနဲ့သူ့နမ်ဘလူနမ်ဆန်ထဲမှာပဲဟိုပတ်ပြေးရတယ်မသဘောရောက်လာတယ်။ပြီးတော့သူ့နေပြည်တော်မပအောင်ပြန်ပြီးတော့ဘလူနေရမလို့ဆိုတော့စဉ်းစားကြရတယ်ဖြစ်လာတယ်။ရှင်းပြရရင်တော့အေးကနေပြည်တော်ရသွားတယ်လို့ထင်ထားပေမဲ့တကယ်တော့ကျတော့ပြည်တော်စုရဲ့နှလုံးသားကိုသူမရတော့ဘူး။ဘာဖြစ်သွားလဲဆိုတော့ ပြည်တော်စုရဲ့ချင်ဘက်ဖြစ်သွားတယ်အဲအေးရဲ့တုကတူကူရိမသိသေးဘူးပလောင်ကလည်းပြည်တော်စုရဲ့ချင်ဘက်ဖြစ်သွားတယ်ရှမ်းတိုင်းသားတွေရဲ့ချင်ဘက်ဖြစ်သွားတယ်အဲ့တော့တစ်ချိန်မှာသူတို့ချင်းချင်းတွေ့ရလိမ့်မယ်အေးရာပြည်တော်စုရဲ့ချင်ဘက်ဖြစ်သလိုချင်းတွေရဲ့ချင်ဘက်လည်းဖြစ်နေပြီဒါတွေကသူတို့ကသူတို့ကမသိသေးဘူးမယ်တစိမ့်စိမ့်ပြန်တွေးကြည့်ရင်သဘောပေါက်လာပါလိမ့်မယ်ကျွန်တော်ပြောတော့နှစ်နှစ်ကြာသောအခါမှာတက်မတော်သူ့နေမည်သူပြန်သိမ့်ပိုင်နိုင်ခဲ့ပြီဖြစ်တယ်တစ်ချိန်တည်းမှာပဲအဲ့လိုဖြစ်နေတဲ့အချိန်မှာကိုကန့်ကတရက်လိုပါမနေ့ကဘာပြောလဲဆိုတော့ကေတာတင်နန်းတစ်ခုမှာပေါ်တာရှင်ကပြောတဲ့စကားကြီးထုံးရှိတယ်။ MND ရဲ့2025အပတ်စဉ်တစ်ကေတာတွေလက်ကြတင်နန်းနေ အမေသာပြီးဆုံးနေဆိုပွဲလုပ်တယ်25ရက်နေမှာလုပ်တာအဲ့ဒါကို26ရက်နေမနေ့ကသတင်းထုတ်ပြန်တယ်အဲ့ထက်မှာဘာတွေ့ရလဲဆိုတော့လက်ရှိရရှိထားတဲ့စီရေးရဆဲရေးဟာတဲ့အဆင့်ဆိုင်ရာရလဒ်တစ်ခုသာဖြစ်တယ်တဲ့နောက်ဆုံးအေကန်တော့ငင်းချမ်းရေးမဟုတ်သေးတဲ့အတွက်ကြောင့်အားလုံးသိရှိဖို့လိုတယ်ဆိုတာမျိုးစစ်မှန်တဲ့ငင်းချမ်းရေးရရှိဖို့လမ်းစဉ်အရလဲဝေးလံသိရှိနေစေဖြစ်တယ်တသားအားလုံးကပြက်ကွက်တဲ့အတွေ့အကြုံတွေကိုပြည့်ပြည့်ထန်ရှောင်ရှားပြီးတော့အမြင်နဲ့မြင့်မားတဲ့သတိပေးရတဲ့မဟာပြောကြတာသိရှိနားလည်ထားဖို့ကိုထိမ့်သိမ်းထားဖို့လိုတယ်တဲ့ပြီးတော့၃၀၂၀ကိုလှုပ်ဆောင်ချက်မှာစတင်ခဲ့တဲ့ခက်ခဲကြမ်းတမ်းတဲ့ခီးကို ပြန်လည်သုံးသပ်မယ်ဆိုရင်ဒီနေ့ရရှိတဲ့စစ်ရေးရလဒ်တွေကမရေမတွက်နိုင်တဲ့တပ်ဖွဲ့ဝင်တွေရဲ့သွေးချွေးတွေနဲ့အသက်တွေပေးလူရခြင်းရရှိခဲ့တာဖြစ်တယ်ဆိုပြီးတော့သူကပြောတယ်သူတို့ကိုးကန်နေအသက်ပေါင်းမဲ့သာသွေးနဲ့ချင်းနဲ့ပေးပြီးရထားတဲ့ဟာတွေဖြစ်တယ်ဆိုတော့သူက PDF တွေရဲ့အသက်ပေးရမှုပုံမှာတစ်ချက်လေးအောင်ထည့်ပြီးတော့ဂုံပြုမှုမရှိဘူး PDF တွေအကြောင်းကိုကိုးကန်ခေါင်းဆောင်ဖုန်တာရှင်ကတခွန်းတော့ထည့်မပြော PDF တွေနဲ့ပတ်သက်စေမကောင်းဖြစ်ကြောင်းဝန်ထဲအကြောင်းဘာတခွန်းအောင်ပြောလို့ဒီတိုက်ပွဲတွေအားလုံးမှာ PDF တွေကသူတို့ရှိရတဲ့အသက်ပေးပြီးတိုက်တိုက်ခဲ့ရပြီးမဲ့ဖုန်တာရှင်တို့အုပ်စုက PDF တွေပုံမှာကျေးဇူးတင်အောင်ကောင်းမှန်းလေးစားရကောင်းမှန်း အတိမတ်ပြောကမှမသိဘူးသူရဲ့ကိုကန်နေပဲတေတာဝဲသူကအတိမတ်ပြုပြောသွားကိုလက်ရှိရရရှိတဲ့ငင်းချမ်းကြီးစစ်ရေးရစဲရရစဲအစ်စ်သားလည်းဖြစ်တယ်စစ်မှန်တဲ့ငင်းချမ်းရတဲ့အစ်စ်မရောက်သေးဘူးနော်ဆိုတော့သူကသူ့လူလူသူတတိပေးတယ်ဒါလည်းဖုန်ဒါရှင်ကသူကယ်ရွေ့မြပါတော့သူ့ကပါတရုတ်နဲ့မြန်မာဆူရကရှင်းနေလို့ဆိုရင်ရှင်းမခံရအောင်လို့သူ့လူတွေကသူကသတိပေးထားတဲ့သဘောပေါ့နော်။တဘောကတော့တက်နဲ့ MNDA ကြားမှာ NC စာချုပ်ချုပ်ထားတာမရှိသေးဘူး။ဒါပေမဲ့တစ်ဖက်မှာတော့ကိုကပြည်သူ့စစ်ဆိုပြီးတော့သူတို့စပြီးတော့ဖွဲ့စည်းနေပြီ။နိုင်ငံတော်အချုပ်အခြာအာဏာနဲ့ရှင်းတွဲရပ်တည်မယ်ဆိုတဲ့အဓိပ္ပာယ်ကိုတက်ရောက်။ဆိုတော့အခုဒီဗီဒီယိုထဲမှာ ်ဘောမကျွန်မျိုးမြင်ပြောထားတဲ့စကားကိုပဲကျွန်မပြန်ပြမ ခြေပတ်သွားမှာဖြစ်တယ်။ဆိုတော့30 20ခွန်ဆိုရက်ခွေးတွေကိုအမြစ်ဖြတ်ခဲ့တဲ့တိုက်ပွဲကနနစ်ပြီသွားပြီ။ဒီနနစ်ပြီသွားတဲ့အချိန်ကို ပြန်ကြည့်တဲ့အခါမှာအခုကိုကနေလည်းပြန်ဆုတ်ပေးလိုက်ရတယ်။ TNL ဒီလည်းဆုံးရှုံးမှုတွေရှိတယ်။အရခတ်တတ်တော်တွေဆိုလို့ရှိရင်လည်းသူ့ရဲ့နေမြေကိုသာရတယ်။ပြီးသူလူထုတွေရဲ့နှလုံးသားကိုမရဘူး။ပြီးထောင်စုတွေရဲ့နှလုံးသားတွေကိုမရဘဲနဲ့ပြီးထောင်စုရဲ့ချင်းဖတ်ဖြစ်သွားတယ်လို့ပြောတယ်။ဒါတော့ ကျွန်မျိုးမီးရဲ့စကားဖြစ်တယ်ကိုကန်ဒီဆုတ်ပေးတာဟာရှုံးလို့ဆုတ်သွားတာလားနိုင်ပေမဲ့ဆုတ်သွားရတာလားဆိုတော့ကိုတိဖို့လိုအပ်တယ် MNDA AD ဟာရှုံးလို့ဆုတ်သွားတာမဟုတ်ဘဲနဲ့တရုတ်ရဲ့ဖိအားကြောင့်ဆုတ်သွားတဲ့အတွက်ကြောင့်တနေ့ကဒီအော်တိုဘားလာ25ရက်နဲ့တင်တန်းချင်းပွဲတုံးကဖုန်တားရွှေကဗာပြောခဲ့တယ်လေဆိုတော့အခုဒီစစ်ခွေးတွေနဲ့လုတ်တဲ့ဥစ္စာကတကယ်စစ်မှန်တဲ့ငြိမ်းချမ်းရေမဟုတ်ဘူး ခဏလေးပဲစည်ရဲကိုငိမ့်ဖို့ရာအတွက်အဆင်ဆိုင်ရာရလက်တစ်ခုပဲဖြစ်တယ်လို့ပဲပြောတယ်ဆိုတော့ဒါကြောင့်မို့ပဲအခုပြည်သူစစ်ကိုဖွဲ့စည်းလိုက်တယ်ပြလို့ရှင်ဒီထဲမှာသူပြောသွားတာဟာအသက်တွေသွေးချွေးတွေအများကြီးပေးဆက်ပြီးတော့ငရုကဒီတိုက်ပွဲကိုဝင်ခဲ့တယ်ဒါပေမဲ့လေးပဲသူတို့လိုချင်တဲ့အရာကိုဖြစ်မလာဘူးဆိုလိုချင်တာကလာရှိုးတို့ကိုတိုက်တုံးကလေကိုကန်တီရောတော်လာရဲတပ်ဖွဲ့တွေအများကြီးအသက်ချွေးတွေပေးခဲ့ရတယ်ဒါပေမဲ့တရုတ်ရဲ့ဖိအားကြောင့်ဆုတ်ခဲ့ရတယ် ဒါတွေကိုသူတို့ရဲ့စိတ်ထဲမှာဘယ်တော့မှမမေ့ဖို့ရတဲ့ပြောတယ်ဆိုတော့ဒီထဲမှာ ကျွန်မျိုးမင်းပြောထားတာနှစ်ချက်ရှိတယ်တစ်ခုကတော့ဖုန်တန်းရွှေပြောတာကအသက်ချွေးတွေအများကြီးပေးဆက်ခဲ့တယ်လို့ပြောတယ်ကိုကန့်တွေအသက်ပေးခဲ့ရတယ်လို့မပြောဘူးနော်ဒါကိုခွင့်ကျော်မျိုးမင်းကတော့အခု MNDAAD နဲ့ PDF ဒီကြားထဲမှာ cloud ဆန်ပေးတယ်တယောက်နဲ့တယောက်အမုန်းတရားကိုထည့်သွင်းပေးတယ် PDF ဒီကကုကန်တွေကိုမုန်းဖို့ရတဲ့ပြောတယ်ဒါကြောင့်မို့ဘာပြောလဲဆိုတော့အခုဖုန်တရရှင် ပြောသွားတဲ့အခါမှာကုကန်တွေရဲ့အသက်ပေးခဲ့ရတဲ့အဥ္စာကိုပဲသူပြောသွားတယ်အဲ PDF တွေကို လေးစားကြအောင် PDF တွေကိုကျေးဇူးတင်ကြအောင် PDF တွေအသက်ပေးခဲ့ရတဲ့ဥစ္စာတခုမှမပြောသွားဘူးလို့ပြောတယ်။ဒါဟာမားတယ်။မားတယ်လို့ပြောတာဟာ ဖုန်တန်းရွှေပြောထားတဲ့စကားပေါ်မှာမူတည်ပြီးဒီအဖြစ်ကိုကျွန်မပြောလိုက်တယ်။ဘာကြောင့်လဲဆိုတော့ဖုန်တန်းရွှေပြောထားတာကအခုဒီတိုက်ပွဲထဲမှာအသက်သွေးချွေးတွေအများကြီးပေးဆက်ခဲ့တယ်လို့ပဲပြောတယ်။ကိုကန်ဒီကြီးပဲတေပေးတယ်လို့လည်းမပြောတော့လို့။ချမ်းမြောက်ကတော်လန်ရဲတွေပဲတေပေးတယ်လို့လည်းမပြောဘူး။ဒီထဲမှာဘ누구ကမှမပြောသွားဘူးအသက်ချွေးတွေအများကြီးပေးဆက်ခဲ့တယ်လို့ပဲပြောတယ်။ဒါပေမဲ့ကျွန်းမျိုးမင်းကတော့အမြဲတမ်းသူ ကြိုက်တယ်လို့ပြောလို့ပဲအချက်နဲ့အဖန်ဖန်ရခဲ့ပေမဲ့ဒီနေ့ဒီအချိန်ထိဒီခွေးကတော့မနာဘူးနော်နောက်တစ်ခုကဘာပြောလဲဆိုတော့အခုဒီကိုကန့်ဒီကတော့သူ့ရဲ့နေမြေထဲမှာပဲပတ်ပြီးမှပြေးနေရတယ်လို့ပြောတယ်ကိုကန့်ဒီရဲ့နေမြေကိုပျောက်အောင်တရုတ်ဒီကသူ့ရဲ့လူမျိုးတွေကိုလုံမှာမဟုတ်ဘူးဒါကြောင့်နင်တို့ကသာတကယ်လို့တတ်သိရှိတယ်ဆိုလို့ရှိရင်တော့ ကိုကန်ဒီရဲ့နည်းမြေကိုလာထီကြည့်လိုက်လေတရုတ်ဒီဘာလုပ်လာမလဲဆိုတာတရုတ်ဒီနင်းတော့ကို ခွင့်ပေးတာဟာသူ့မှာ limit ရှိတယ်ဒါကြောင့်မို့ပဲသူတို့ရဲ့လူဖြစ်တဲ့ကိုကန်ဒီကိုဆုတ်ခိုင်းတာကိုကန်ဒီရဲ့နည်းမြေပျောက်အောင်နင်းတော့ခွေးတွေတိုက်ရဲသလားလို့ပြတ်မဲကြည့်ပါဆိုတော့အခုဒီအထဲမှာကျွမျိုးမင်းကတော့တိတ်ဟုတ်တယ်လို့လို့နဲ့အခုဒီကိုကန်ဒီလဲနော်သူတို့ရဲ့နည်းမြေထဲမှာပတ်ပြေးမှပြဲနေရတယ်ဆိုလိုချင်တာကခွေးကိုကြောက်တယ် ခွေးကိုကြောက်တဲ့ဒေါ်လာရဲမြန်မာနိုင်ငံမှာမမွေးသေးဘူးဆိုတော့ကိုနင်းတော့မှတ်ထားပါဆိုတော့အခုကျွမျိုးမင်းကတော့အဆက်တရားမဲ့တရုတ်ဒီကြောင့်ရလာတာကိုသူကမသိဘူးလားဒါမှမလို့ရှိရင်နင်းကယူနေတလားကိုကန်ဒီရဲ့နေမည်ဆုံးရှုံးတဲ့အထိနင်းတို့ခွေးတွေကိုတရုတ်တွေခွင့်ပေးမယ်လို့ထင်သလားတရုတ်တွေသူ့ရဲ့လူမျိုးကိုထိမှာမဟုတ်ဘူးစကားပြောတာဆင်ချင်းပါလူကတော့အဆက်နဲ့လူလောက်တယ်ဒါပေမဲ့ခွေးမှာတော့အဆက်တရားမရှိဘူး နော်ပြီးရင်ဒီထဲမှာသူပြောသွားတဲ့အရာကအခုကုကန်တွေကတော့ပြည်သူစစ်တွေလည်းဖွဲ့ပြီးစစ်ခွေးတွေနဲ့အတူတူနော်ဒီနိုင်ငံကိုအုပ်ချုပ်မယ်ဆိုတဲ့ပုံစံဖြစ်လာတယ်။ NCA ထဲမှာလည်းကုကန်တွေကစာချုပ်မချုပ်ဆိုထားရသေးဘူးလို့သူပြောသွားတယ်။အစကတည်းက KIOD ပြောတာကုကန်တွေကိုလည်းပဲ NCA ထဲမှာလက်မှတ်ထိုးခိုင်းပါလို့ပြောတဲ့အခါမှာနင့်တို့ညင်းခဲ့တယ်မဟုတ်ဘူးလားဒီနေ့ကြမှာပဲ MNDAAD ဒီ NCA ထဲမှာစာချုပ်မချုပ်ဆိုတာနင့်တို့အခုဒီနေ့မှမြင်တယ်မဟုတ်ဘူးလား ် KIO ဒီအစကတည်းပြောတယ်တော်လာရေးစားလာတဲ့2021 2022တုန်းကလည်းငွေတို့ကတော့တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ငင်းချမ်းရေးယူမယ်နင်းတို့ PDF တွေနင်းတို့ကိုငင်းချမ်းရေးယူမှာမဟုတ်နင်းတို့ကိုပြက်ရှင်းမယ်လို့အထင်တည်းခဲ့တယ်မဟုတ်လားဒီနေ့နင်းတို့ PDF တွေကိုဘလောက်ကြောက်တယ်လဲနင်းတို့ပိုသိပါတယ်နော်ဆိုတော့အရင်တုန်းကဒီ MNDAAD ကိုလည်းနင်းတို့ဒီတိုင်းပဲထင်ခဲ့တယ်လေဒါကြောင့်မို့ KIOD ဒီဘလောက်ပြောပြောနင်းတို့ဂရုမစက်ခဲ့ဘူး ဒီနေ့နင်တို့ဒီတိုက်ဌာနချုပ်တွေပြောင်းသွားတာနင်တို့သိပါတယ်နော်တရုတ်တာမကယ်ခဲ့ရင်မြန်မာပြည်မှာစစ်ခွေးပြောင်းတာကြားလာပြီကြော်မျိုးမင်းနေဆိုတာကအယိုးတခြားအသားတခြားဖြစ်သွားတာကြားလာပြီတရုတ်ကဲလို့ဒီနေ့နင်တို့အသက်ရှင်နေနိုင်တာဒါကိုစကားကိုစွာကြည့်စွာကြည့်တိတ်မပြောနဲ့ MNDAAD သူတို့ရဲ့နေမြေထဲမှာပတ်ပြဲနေရတဲ့အချိန်အထိတရုတ်တွေနေတော့ကိုခွင့်ပြုထားမှာမဟုတ်ဘူးဆိုတော့ကိုမမေ့ကြပါနဲ့အခုအရခတ်တတော်တွေဟာ ပြီးထောင်စုတီရဲ့ချင်ဖတ်ဖြစ်တယ်လို့ပြောတယ်အခတ်တတော်တွေချင်ဖတ်ဖြစ်သလားမဖြစ်ဘူးလားတော့မသိဘူးပြီးသူတွေကတော့အခတ်တတော်တွေကိုထောက်ခံနေတယ်ဒါကြောင့်အခတ်တတော်တွေအောင်ပွဲတွေအလီလီခံနေရတယ်တော်လန်ရေးတစ်ခုကိုဖော်ဆောင်ဖို့ရတဲ့ထောက်ခံတဲ့သူမရှိရင်ဘယ်တော့မှမအောင်ဘူးဒီနေ့နင်းတို့ခွေးတွေဘာကြောင့်ဒီလိုမျိုး standard army ဆိုပြီးမှကောကဘာပေါ်မှာအဆင့်ဘလောက်ရှိတယ်ဆိုတော့ခွေးတွေဒီနေ့နင်းတို့ဘယ်အဆင့်ရောက်သွားပြီလဲပြီးသူတွေအချင်းဖက်ဘယ်သူလဲ မရှက်ဘူးလားကျော်မျိုးမင်းနစ်ဒီလိုမျိုးပြောတာလေနင်းတို့ခွေးတွေဘယ်နားမှာလွတ်လွတ်လပ်လပ်ထွက်နိုင်တယ်လားနင်းတို့အိမ်ပြင်ကနဲ့ထွက်လို့ရှင်ပြီးသူဆိုတဲ့လူတွေပဲရှိတယ်ဘာကြောင့်နင်းတို့ဒီလူတွေကိုကြောက်တာလဲနင်းတို့ကိုချစ်တဲ့သူတွေကနင်းတို့ကဘာကြောင့်ကြောက်နေကြတာလဲအာရခတ်တတော်ဒီကသူများရဲ့ချင်ဖတ်ဖြစ်တယ်ဆိုလို့ရှင်ဘာကြောင့်အာရခတ်တတော်ဒီကိုထောက်ခံနေကြတာလဲချင်ဖတ်ဒီကိုထောက်ခံတာရှိသလားဒါကြောင့်မို့ကျွမျိုးမင်းကလူစင်စစ်တော့မဖြစ်နိုင်ဘူးတရိษံနဲ့ရောပြီးမွေးထားတာနော် ိတ်မပြောချင်ဘူးအခုဒီတည့်ရက်နေ့ရက်နဲ့မှအတော်လေးနာမည်ကြီးနေတော့ခွက်ခောက်စား အမှုပညာရှင်အကြောင်းလည်းနည်းနည်းလေးပြောချင်တယ်ကျတော့မြန်မာနိုင်ငံမှာကနော်ကြည့်ချာရီတခြားမရှိတဲ့အခါမှာကျတော့ online မှာရှိတဲ့ grade တွေကိုကြည့်ကြတယ်ကြည့်တဲ့အခါကျတော့သူတို့မှ viewer များလာတယ်ကြည့်ရှုတဲ့သူများလာတဲ့အခါကျတော့သူတို့ကအလိုလိုနည်းနဲ့ sell ဖြစ်ကြတယ်အရင်ချင်းမရှိရင်လည်း sell ဖြစ်ကြတယ်ဘာမှမဟုတ်ရင်လည်း sell ဖြစ်လာခဲ့ကြတယ်ဆိုတော့အဲ့လိုမျိုး sell ဖြစ်လာရင်းနဲ့မြန်မာနိုင်ငံမှာနာမည်ကြီးလာခဲ့ကြတယ်ဆိုတော့ရုပ်ရှင်မင်းသားမင်းသမီးတွေလည်းထိုနည်းလကောင်းပဲစစ်ခွေးတွေရဲ့ lobby ကိုလှုပ်ပေးနေတော့ ရုပ်ရှင်မင်းသားမင်းသမီးလို့ခေါ်တော့တရောင်းစားတွေကတော့ ဘဒူးငါငါသူတို့လိုက်တယ်သူတို့ရဲ့ဘဝကတိတ်ပြီးမှတနာဆရာကောင်းတယ်သူတို့နာမည်ကြီးချင်တယ်ပတ်ဆံရချင်တယ်ဒါပဲတည်တယ်သူတို့မှာကညံရည်မီတော့အစွမ်းအစသူတို့မှာမရှိဘူးတကယ်လို့ဒါသူတို့မှာညံရည်မီတယ်ဆိုလို့ရှိရင်ဥပမာအခုဒီငပြောကြော်ရီဆိုတာဟာအစကတည်းကတိတ်ပြီးမှ နာမည်ကြီးတယ်လူရှင်တော်တွေဖြစ်တယ်သူပြက်ခဲ့တဲ့နိုင်ငံရဲ့ဟာတာတွေလည်းအများရှိတယ်ဒါပေမဲ့အုံနောက်မရှိဘူးဆိုတာကို ပြတ်တာသွားပြီ ပြလို့ရှိရင်အောင်ခိုင်းတယ် နေတိုးတွေဆိုတော့ဒီနေ့မြန်မာနိုင်ငံမှာရှိတော့ပြည်သူလူထုတွေဟာဒီအခုခွဲခောက်စားနေတော့ဒရောင်းစားတွေရဲ့လှုပ်စာကိုတပြားတခြားမှမစားကြဘူးဒါပေမဲ့အခုဒီခွဲခောက်စားနေတော့ဒရောင်းစားအမှုပညာရှင်ကတော့ဒီနေ့ကျမတို့မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူလူထုတွေရဲ့ချွေးနှဲစာပတ်စံကိုသူတို့စားကြတယ် ဒီနေ့ပြည်သူလူထုဒီကချွေးနှဲစာနဲ့ရှားထားတဲ့ပတ်စံနဲ့သူတို့ကိုကြိရှုပေးလို့သူတို့ဒီနေ့ဒီစင်ပေါ်ရောက်လာကြတယ်။ကျမတို့ယေရှုဒီဟာသူတို့ပေါ်မှာရှိပေမဲ့သူတို့ရဲ့ယေရှုကျမတို့ပေါ်မှာမရှိဘူး။ပြည်သူလူထုတွေကြောင့်သူတို့ဒီနာမည်ကိုရလာတယ်။ပြည်သူလူထုတွေကြောင့်ဒီအခြေအနေကိုရောက်လာတယ်။ပြည်သူလူထုတွေကြောင့်ဒီအစားအသောက်တွေကိုသူတို့စားနေရတယ်။ဒါပေမဲ့မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူလူထုတွေကသူတို့ဒီနာမည်ကြီးလာလို့ငါတို့သမင်းသက်တိုးစားတာတွေမရှိဘူး။ ကျတို့ရဲ့ရက်တီချက်ဟာဒီခွေးတောင်စားတွေပေါ်မှာမမူတည်ဘူးတို့ကတော့ကျတို့ပြည်သူလူထုတွေပေါ်မှာမူတည်ပြီးတော့တို့ဘဝပြောင်းလဲနိုင်တယ်ထင်ထင်ရှားရှားနေနဲ့ပြနိုင်တဲ့ဥပမာကိုပြပေးမယ်ငိမ့်ချန်ဒိန်းတောင်အုံးတီးတီးအစတုန်းကတော့တို့ကဘသူငါငါငိုတို့ကတော့တွားဆိုပါတယ်တွားကပါတယ်လို့ဒီလိုမျိုးပြည်တစားဆန်းဆန်းနဲ့ပြောပေမဲ့ဒီနေ့တို့ကိုမငားတဲ့အခါမှာလမ်းပဲရောက်ကြတယ် ဒါကြောင့်မို့ဒီနေ့ပြီးသူတွေမငားရင်သမင်းငတ်သွားနိုင်တော့အနုပညာရှင်ဆိုတာဒါပဲဆိုတော့အရင်နှုန်းကတော့ lobby ရုပ်ရှင်ကားကို ရိုက်ခဲ့တဲ့ခွေးတောင်စာအနုပညာရှင်တွေကို အရင်နှုန်းကတော့ဘဒုကမှဘာမှမပြောခဲ့ဘူးပြီးသူတွေကြားထဲမှာလွတ်လွတ်လပ်လပ်သွားနိုင်လာနိုင်တယ်ဒါပေမဲ့ဒီနေ့ဒီရုပ်ရှင်ဇာတ်ကားကို ထုတ်လွှင့်လိုက်တဲ့နေ့ကစပြီးဒီခွေးတွေလည်းဘယ်နေရာမှာမှလွတ်လပ်စွာသွားလာခွင့်မရှိတော့ဘူး ပြည်သူတွေရဲ့ထောင်ထဲမှာကြံ့သွားပြီနော်စစ်ခွေးတွေရဲ့ဘဝမလွတ်လပ်တလို့အခုဒီအမှုပညာရှင်ဆိုတဲ့ခွဲခေါက်စားတရောင်းစားအပေါ်စားဆန်တော်ပြည်သူစားနဲ့တူတော်တူဒီလေဒီနဲ့ကျမတို့ပြည်သူလူထုတွေရဲ့ကြားထဲမှာခွေးတရောင်းစားတွေတွားလို့မရတို့ဒီခွေးတွေလည်းတွားလို့မရတော့ဘူးဒီနဲ့နင်းတို့ရဲ့ဘဝထဲမှာစစ်ခွေးတွေရဲ့လော်ဘီကားကို မရိုက်ခင်တုန်းက ရှာထားတဲ့ပတ်စံပဲစားပြီတော့ ဒီနေ့ကစပြီးနင်းတို့ရဲ့ရုပ်ရှင်တွေဟာကျွန်တော် တော်လာရဲ့ပြည်သူလူထုဒီကြားထဲမှာ မရှိတော့ဘူးနင့်တို့ရဲ့ဘဝတွေကိုကျွန်တော်ကအာမခံချက်မပေးနိုင်တော့ဘူးနင့်တို့ရဲ့ဘဝတွေဟာစစ်ခွေးတွေနဲ့အတူတူပဲအာလုံခြုံမှုမရှိတော့ဘူးဆိုတော့ကိုပြောပြချင်တယ်နော်ပြီးလို့ရှိရင်နောက်တစ်ခုကတော့အခုဒီဒီနေ့ဆိုတဲ့ဒီအော်တိုဘာလ28ရက်နေ့ကနေမှဒီဇင်ဘာလ26ရက်နေ့အထိသူတို့ကမင်းဆွေစီယုံချင်းကိုလုတ်လို့ရပြီလို့ပြောတယ်ဒါပေမဲ့ကျွန်မနားမလဲတဲ့အရာတစ်ခု ကျမသတင်းကိုနားထောင်တဲ့သူတွေနော်နားလေတယ်ဆိုလို့ရှိရင်ကျမကိုလည်းရှင်းပြကြပါကျမနားမလဲတာကတော့အရင်တော့ကတော့ကျွတ်တော့ကမင်းဆွေစီယုံချင်းကိုလုပ်ရတယ်ဘာကြောင့်လဲဆိုတော့ နိုင်ငံရေးကိုအတော်လေးနားမလဲကြဘူးဘယ်ပါတီတီကဘာကိုလှုပ်ဆောင်လဲဘာပါတီကဘာကိုလှုပ်ဆောင်နေတယ်လဲဆိုတော့ကျွန်တော်တို့မသိလို့သူတို့ဘက်ကနေမှမဲဆွေစည်းရုံးချင်းကိုလှုပ်ကြတယ်ဒါပေမဲ့ဒီနေ့27ဒေါ်လာရေးရောက်လာပြီးအခု2025ရောက်လာတဲ့အခါမှာကျွန်တော်တို့ကဒီနိုင်ငံရေးအကြောင်းပါတီတီအကြောင်းကအံတူသွားပြီဆိုတဲ့အခါဘယ်ပါတီကဘာအကျင့်စာရိတ္တကိုရှိနေတယ်လဲဆိုတော့ကိုတိပီးတာဖြစ်တဲ့ဥစ္စာကိုအခု မင်းဆွဲဖို့ရတော့အချိန်ပေးထားတယ်တဲ့ဆိုတော့ဘ ᱹ ဒုကိုမင်းဆွဲမှလဲဘယ်လိုမင်းဆွဲမှလဲနင်းတို့အကြောင်းတွေကိုအကုန်သိပြီးသားပဲလေအကုန်သိပြီးသားအဥ္စာကိုဘာမင်းဆွဲမလဲဘာများထူးခြားလာမလဲဆိုတော့ဘ ᱹ ဒုကိုမင်းဆွဲမှလဲဒါကိုကြွတ်နားမလဲဘူးဖြစ်နေတယ်ဥပမာအခုဒီတံဖတ်ဆိုလို့ရှင်တာခွိခင်ကြီးတွေကဘာလောက်တတ်တယ်ဆိုတော့အကုန်သိနေတာဒါကိုဘာမင်းဆွဲချလို့အောင်မလဲဘ ᱹ ဒုသက်ထဲမလဲ ်ဘာဒီပြပြီးမှမင်းဆွေမလေးဆိုတော့ကိုတော့ကျွတ်မနာမလဲဘူးနော်တိတဲ့သူရှင့်လဲပြောကြပါလို့ပြောချင်တယ်ပြည်သူတွေအားလုံးကြမ်းမပြောရှိကြပါစေ